Freedom for Future Channel မှာတော်လန်ပြည်သူများအားလုံးမင်္ဂလာပါရှင်။ချုပ်ကိုပါ။ချုပ်ကိုဒီနေ့ဖပြပေးမယ့်စာအုပ်လေးကတော့ဆ ्याम မီချန်ဝေရဲ့ပင်လယ်ငေးသူရဲ့ယသစာစုများဆိုတဲ့စာအုပ်လေးတွေကယသစာစုလေးများကိုဆက်လက်ဖပြပေးတော့မှာဖြစ်ပါရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ ေးသူရဲ့ငါကြီးကက်ကူရဲ့အလွန်ဖေဆုံးပါသွားတာကြပေမဲ့အဖေကြောင်ပြန်ပြန်တွေးမိတဲ့အခါမပါမဖြစ်ပါလာတတ်တာကငပုတ်ချောက်အကြောင်းပါအဖေကငပုတ်ချောက်တိတ်ကြိုက်ပါတယ်ငချောက်လက်နဲ့တက်လောက်ကိုမိပြစီစံပြီးထမင်းချမ်းနဲ့စားလေရှိတယ်ကျမအနေနဲ့တော့တံပိုးကြီးတလောက်ငပုတ်ချောက်ကိုကရင်မတွေ့လာပါဘူးအဖေလိုပဲငပုတ်ချောက်ကျိုက်သူကြီးကမန္တလေးကအစာရေးဆရာမကြီးလူလူတော်မှာပါ တတော်မာကကျမတို့နဲ့ဆွေမျိုးလိုဖြစ်နေတာမို့မိချောင်းပိတ်လို့ဘိတ်ကနေတထုံပြန်ရင်မန္တလေးအထိတက်လဲပါတယ်တတော်နဲ့ရက်20လောက်နေပြီးမှဘိတ်ပြန်စင်ကြပါတယ်အဲ့ဒီလိုတတော်စီလာတဲ့အခါပင်လယ်လက်ဆောင်ဖြင့်ငပုတ်ချောက်ဝယ်လာလေးရှိပါတယ်တတော်ကအညာသူပေမဲ့ငပုတ်ချောက်ကြိုက်ပါတယ်ငပုတ်ချောက်မီးရင်ပြုံးလေးရှိတဲ့တတော်အပြုံကတသက်မမေ့နိုင်စရာပါကျမပင်လယ်တန်ငါဝတ္ထုရေးတော့တတော်ကြိုက်တဲ့ ငပုံးချောက်ကိစ္စတော့ရေုံမှာဆိုပြီးတေးထားပါဗျ။ထုံးစံအတိုင်းပဲအလုပ်တွေများပြီးတော်ယုံနဲ့မရေးဖြစ်ပါဘူး။ဒီနေ့တော့ဘိန်းနဲ့သိပ်ပြီးအလံမဝေးလာတဲ့ရွာတရွာရောက်သွားပါဗျ။တကယ်တော့ညင်ငပိစိမ့်စားငပိထွက်တဲ့ရွာပါ။တရွာလုံးညင်ငပိလုတဲ့ဂွေးကောင်တွေကိုဖောင်ချပြီးဖမ်းတဲ့လုပ်ငန်းလုပ်ပါဗျ။ဒီရွာမှာတဲခိုကြီးမှဒီရွာဟာညမအိတ်တဲ့ရွာဆိုတာသတိထားမိတယ်။သူတို့တညာလုံးမအိတ်ကြဘူး။ ညရင်နဲ့ဝင်လာတဲ့ငားလေရီစီကငားရီကိုရေခဲရိုက်တဲ့သူရစားနေသူနဲ့စီးကွက်ရောက်ပေါ်တာကိုဒါကကွေးပေါင်နဲ့မဆိုင်တဲ့တခြားလုပ်ငန်းမှာဒီလိုငားလေရီဝင်လာလို့သူတို့အလုပ်များကြရင် ကျမလည်းအိမရမဲ့တူတူကန်းနာလိုက်စင်ရပါတယ်သူတို့အလုပ်ကိုလေ့လာပါတယ်အဲ့ဒီမှာကလေးတရက်စားလောက်ရှိတဲ့ကက်ကူရဲ့ငါးကြီးတွေကိုစပီးမြင်ဘူးတာပါမိအောင်မိမ့်မိန်အောက်မှာငွေရောင်ဝင်းတောင်းနေတဲ့ငါးကြီးတွေ ငပုတ်ချောင်းလုတ်တဲ့ငါးကြီးတွေကိုမြင်တော့ဒီလုပ်ငန်းကိုဘလို့အကောင့်ထဲပေါ်တယ်လဲလေ့လာရတော့တာပေါ့ကျမငပုတ်ချောင်းနောက်လိုက်တယ်ဆိုပါစို့ရရှိလာတဲ့ချက်လက်တွေကိုဝတ္ထုအဖြစ်စီချဲလိုက်တဲ့အခါနိုင်လပရဲ့အတွင်းမှာလေဝန်းအတွင်းသို့အကျဆင်းလာသောအတွင်တရံမျိုးမျိုးငါးမျိုးကိုကြည့်၍ဝေးလာရင်ခုန်မိတယ်သူကကျူတူပြက်တဲ့ရှာနေတော်လဲဘေဟာကကက်ကူရံမှန်းမသိပဲရှာနေသောသူကိုကိုအောင်ကောင်းက ရဲကျဲကျဲဖြင့်ကြည့်နေသည်ဟောဒါကတကွန်းနဲ့တူတဲ့ငါမို့ငါတကွန်းဟောရကစင်အိုးပုံးနဲ့တူတဲ့ငါမို့ငါစင်အိုးပုံးတွေ့လားတိရက်ကလေးနဲ့တူတဲ့ငါငါခွေးရှာဘလောက်စမ်းလဲတစ်ချက်မဲ့ရှိတယ်ဒီဘက်ချမ်းကခေါင်းကွင်းနဲ့အကြီးမရှိဘူးဟောရကတစ်ချက်တစ်ချက်ရီမာထပြန်တဲ့ငတဲ့ဟေးဟာဗျာကူအောင်ကောင်းကလည်းရှာစမ်းပါဗျကကူရန်ပါသလားလို့ မင်းကောက်ကူရန်ကပိုက်ချလိုက်ပါချင်းမှပါမှာပေါ့ကွာကံကောင်းရင်၄90ကောင်ပါလာရော့တော်ပါတော့ဗျာလာပြန်ပြီအဲ့ဒီကံကောင်းရင်ဝေလာစိတ်တူသွားမှန်းတီး၍ကိုအောင်ကောင်းဘာမှမပြောဘဲငားငယ်များအောင်ရောက်နေတော့လေးပြီကြောကြောငားကြီးတကောင်ကိုဆွဲထုတ်ပြီးអော်လိုက်လေသည်ဟောဒါမှကောက်ကူရန်ကြီးလိုက်တဲ့ငားကြီးခလေးတည့်ရစာကန်ရှိမည် ၎င်းလုံးနီးပါးဖုံးလွှမ်းထားသောငွေရောင်နှင့်အစိမ်းရောင်ရှက်တန်းနေသည့်အကျေးကွန်များဖြင့်တောက်တောက်ကြွားကြွားရွှွှွှဆူဆူအမြင်တင်သောကက်ကူရန်ဆိုသည့်ငါးကြီးများတစ်ကောင်နှစ်ကောင်သုံးကောင်ဝေလာရင်ခုန်တဲ့မြန်လာသည်ကက်ကူရန်ငါးကြီးများကို ရွေးထုတ်၍ငါးဖန်းလုတာကောင်လေးတချို့ကခတ်သက်သက်အကျေးထိုးနေကြသည်အကျေးထိုးပြီးသည်နှင့်ခေါင်းပိုင်းကို ခုတ်ဖြတ်လိုက်သည် ထိုခုတ်ပြက်လိုက်ပြီးကောင်းပိုင်းရှိပဋ္ဌံနှစ်ခုကိုဖျက်ထုတ်လိုက်ခြင်းဖြင့်ဇက်ကွင်းနှင့်ပါချံရရှိလာသည်ပြီးလျင် အမီပိုင်းနှင့်ဝမ်းပိုက်ပိုင်းကို ပိုင်းဖြတ်ရပြန်သည်ဘိုက်ထဲမှဦးအသက်အဆုတ်များထုတ်ပြရသည်ဝမ်းပိုက်ခွဲပြီးသောဆက်လီဝမ်းထဲ၌စားမထီသောနေရာတွင်စေနာဤကြောင်အောင်ထားတော်သည်စားမထီအောင်ထားတာကပုတ်အောင်အပုတ်ခံတာပေါ့ကွာအဲ့ဒီအပုတ်ခံထားတဲ့ငါဟာလိုအပ်တဲ့အတိုင်းတာတိပုံမှငပုတ်ချောက်လုပ်လို့ရတာ လိုအပ်တဲ့အတိုင်းဒါထီမပုတ်ရင်မပုတ်ချောက်လို့လို့မရဘူးလိုအပ်တဲ့အတိုင်းဒါတို့ပဟေရီဤအဖြေကိုတော့စားမထီအောင်စေနာကြီးကြားထားပြီးမှကိုအောင်ကောင်းကဝေလာကိုပေးလေသည်ကိုအောင်ကောင်းကလေဝန်းအတွင်ညီညီစီထားသောငါးပြားကို깟၍လှုပ်ပြသည်နားထောင်စမ်းဘာတန်ကြားရသလဲဖြင့်ဘာတန်မှမကြားရဘူးဟာကွာတိတိချာချာနားထောင်အထဲမှာအယိုးတွေတန်ပြီးနေတယ် ဝေလငါးပြောက်ကိုနာနာကက်နားထောင်နေမိတော့ဟုတ်သားအထဲမှာအယိုးတွေပြော့ပြော့နဲ့အတန်မီနေသည်ဒီမှာလဲကြည့်ဦးငါးကုတ်သားကိုလက်နဲ့နှိပ်လိုက်ရင်တွေးစိတ်မထွက်တော့ဘူးဒါမှပြီးရင်ဟော်တလုံးဟော်တလုံးကိုအောင်ကောင်းကသူ့လက်တန်တန်မမကြီးနဲ့ငါးပိုင်းများကိုရိုက်ပြရာပုတ်ပုတ်နဲ့ခက်လေးလေးမြည်ဤဒီနေထားရောက်လျင်ငပုတ်ကြောက်လို့ဖို့အစင်းတင်ဖြစ်ပြီးဒါရီကိုပင်လေရင်နဲ့ပြန်စီ အယိုးနှပြေးမှာကက်နေတဲ့သွေးကြောမြင်တွေဖဲထုတ်သူ့ပုံစံအတိုင်းသုံးချက်လှိလိုက်ယုံနဲ့ငါးလုံးကနေအပြားဘဝရောက်သွားတဲ့ငါးပြားတွေကိုအဲ့ဒီအချိန်ကျမှစားထည့်ရတယ်။မကြမီငါးဖန်းလုံသားကောင်းလေးလေးငါးယောက်ခန့်ရောက်လာပြီးနေပောင်းမှုပေါ်နေလန်းကြတော့ပညာသားပါသေးသည်။ကောင်းပိုင်းတကန့်အမိပိုင်းတကန့်ညီညီညာညာစီပြီးလှမ်းရတယ်။ညနေရောက်လျင်ငါးပါးကျန်းတဲ့ဇကွင်းများကို အပုတ်ခံစရာမလိုပဲလုံချောင်းဖြင့်တည်၍ပေါင်းမိုးစွန်းမှလှမ်းကြရသည်ဝမ်းပိုက်ပိုင်းမှကြာသောမင်းညင်တွေများကလည်းတီတီချာချာစီစီရီရီကကူရင်ငါးတကောင်ကို ခွဲချမ်းစိတ်ဖြားလိုက်ရင်ခေါင်းရမယ်ပချမ်းတစုံရမယ်ဇက်ကွင်းတစုံရမယ်အမိပိုင်းငပုတ်ပြားငယ်ရမယ်ကိုယ်ရေပိုင်းငပုတ်ပြားကြီးရမယ် ဝမ်းပိုက်သားလင်းငင်တွေ့ရမယ်ပြီးရင်ငါးစီပေါင်းတို့ဥမာကြီးဥအိမ်တို့လည်းရအောင်မယ်ဒါကြောင့်အဖိုးတန်တာကိုဟု လက်ကဇက်ဆက်တလို့အလုပ်တွေလုပ်နေရင်ဝေးလာတွင်းနေမိတယ်ဒါဟာကက်ကူရဲ့ငါးရီငပုံးချောက်လုပ်တဲ့အကြောင်းရေးထားတဲ့ဝတ္ထုဇဝံကံမှာငပုံးချောက်ဟာတန်ဖိုးကြီးပေးမှစားရတဲ့ငါးချောက်တစ်မျိုးပါအခုဆယ်စုနှစ်ကြာတဲ့အခါမြမပင်လေပြင်မှာ ကက်ကူရဲ့ငါးကြီးတွေမိတော့ရဲ့လား မရောက်ခဲ့တဲ့ညမအိတ်ရွာကလေးမှာဒီလိုပဲညရီနဲ့ဝင်လာတဲ့ငါးရီတဲမှာကလေးတရက်စာကကူရဲငါးကြီးတွေကအရင်ကလိုပါသေးရဲ့လားအားနေလာတဲ့မိအောင်အောက်ကငွေအောင်တောက်နေတဲ့ကကူရဲငါးရီရဲ့လူသားတွေအတွက်အာဟာရဖြစ်တင်ပေးတဲ့တာဝန်ကျွေးပင်မှုငါးကြီးတွေရှိနေသေးတယ်မိနေသေးရဲ့ဆိုရင်တော့ငပုတ်ချောက်လုပ်ငန်းလည်းရှိနေအောင်ပါပါပဲ။ ပြီးခဲ့တဲ့နှစ်ကစပယ်ခီးစဉ်နဲ့ပင်လယ်ပြန်ရောက်တော့တချိန်ကငါးလုံငန်းစီပင်ခဲ့တဲ့ကြောက်ကာရွာစီရောက်ခဲ့ပါတယ်။ကြောက်ကာရွာရောက်ရင်မထောက်ကောင်းကောင်းဝယ်လိုက်မယ်လို့အားခဲထားတဲ့ကျမတို့ဖွဲဟာရွာရောက်တော့လက်တော်စားငချောင်ငယ်လေးတွေသာအံ့အားသင့်စရာ တွေ့ခဲ့ရတာဝမ်းနည်းမဆုံးပါ။ဒီဘက်နှစ်တွေပင်လယ်သားတွေအများဆုံးပြောလို့ရှိတဲ့စကားကပင်လယ်မှာငါးတွေရင်ကားလို့မထီတော့ဘူး။ဖမ်းမမိတော့ဘူးဆိုတဲ့စကားပါ။ ကြောက်ကရွာကလေးတောင်ကင်းမွန်ပြောင်းဖန်ကုန်ပြီ။ငားလီရိစာကင်းမွန်မီထွန်းလေးစိုက်ကတ်ထားတဲ့ရွာဝန်းကျင် မြင်ကွင်းကိုကြည့်ပြီးအနာကက်ပင်လေတန်ငါဖန်းလုပ်ငန်းအတွက် စိုးရိမ်ပူပန်မှုများစွာဖြစ်ရပါတယ်။ဂျေတန်ဇာတရိထိမ့်သိမ့်မှုကံယိုရန်နေပြည်သူလူထုဒေသခံတွေမှာတာဝန်ရှိသလိုသက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေစက်မှတ်ဆောင်ရွက်မှုလည်းများစွာလိုအပ်ပါတယ်။ပင်လေပြင်မှာ တိကျမှန်ကန်တဲ့ဥပဒေစည်းကြမှုကလည်းအမှန်တကယ်လိုအပ်ပါတယ်။နောက်တစ်ဆင့်တက်ပြီးငါးလုပ်ငန်းတွေဘုံဘုံလဲပြိုကျသွားခဲ့ရင်ကဲယူတဲ့နေ လူသားတွေဆက်လက်နေထိုင်ရှင်သန်ဖို့အစားရိုးလုပ်ငန်းတွေဘာတွေလုပ်ပေးသင့်လဲ။နောက်မျိုးဆက်ကိုအစားတို့အသက်မွေးဝမ်းကြောင်းသင်တန်းတွေဘာတွေပေးသင့်တယ်လဲဆိုတာအထိစဉ်းစားထားကြရင်ကောင်းမယ်ထင်ပါတယ်။ဒီလိုက်အတွဲရှိအမှတ်၄၁ 28ရက်ဇေလ2019နားဆင်အားပေးခဲ့ကြတဲ့ချစ်တော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ရက်များမှာလည်းပင်လယ်ငေးသူရဲ့ရသဆာစုများကိုဆက်လက်ဖက်ပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးကြပါအောင်ရှင်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေရှင်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။